မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ထိတ်ဆီး၃လုံးနဲ့ပရိတ်20နောက်ထပ်တစ်ခုကိုထပ်မံသေးပြီးတော့မှဖြစ်တယ်ပေါ့နော်ပရိတ်20တစ်ခုကြံတော့ခေလို့ပေါ့နော်ကျွန်တော်ဒီမှာထိတ်ဆီး၃လုံးရင်ဆုံးလေ့လာကြည့်အောင်ဒီမှာ39ခွန်ခွန်9ခွန်944ပေါ့နော်39 6ချောထိတ်ဆီးမှာ6 3 6 3ဆိုတဲ့အတွက်3များထိတ်ဆီး39 6ထိတ်မှာ39 6 2 6 4 8 5 9 8 7 7 6 6 9 3မြ 5 9 3 5 3များလေး5 3များ3 3 6 3ညာလေးတိ6 6ခွန်6 3များ6ဆိုပြီးတော့ဒီမှာပြီးကလေးတစ်ပတ်ကျွန်တော်တို့ပုံတူထိပ်စီ6ခွန်ပေါ့နော်6ထိပ်စီပြီးသွားခဲ့တယ်โอเคကျွန်တော်တို့ဒီလာမဲ့အဲ့ရဲ့ sorry 16ရဲ့6လပိုင်းအတွက်ပေါ့နော်16ရဲ့6လပိုင်းတဲ့အဲ့ဒီ TC20 နှစ်မျိုးဆက်ပြီးတော့ပြုံးမလားဆိုတာလေးကျွန်တော်တို့တွေ့ကြည့်မယ်ပေါ့နော်။ Okay ကျွန်တော်တို့ဒီမှာသူရဲ့ အားလေးပေါ့နော်တေကုကု636ကိုမူတည်ပြီးတွေ့ရမှာဖြစ်တယ်ပေါ့နော်တေကုကု636ကိုလေးတေကုကု636ကိုလေးပေါ့နော်ဒီနေရှင်နေရာမှာကိုလေးထဲမှာပြီးရင်334နေရာမှာတေခွန်3ထဲမှာပေါ့နော်ပြီးရင်နေတိနေနေရာမှာနေနေတုံများဖြစ်ပါတယ်နေနေတုံများပြီးမှဒီမှာ39ကိုလေး388ဖြစ်တယ်ပေါ့နော်39ကိုလေး388ဖြစ်ပါတယ် โอเคကျွန်တော်တို့တနည်းကတော့ဒီအပေါ်မှာယူထားတဲ့အနည်းသင်ပေးပါတော့အလေထိန်669 6ကို3ချိန်ယူထားတာဖြစ်တဲ့အတွက်တုံများကို3ချိန်ယူမယ်4ကို2ချိန်ယူမယ်ဒီအလေက9ကိုကျတော့4ချိန်ပေါင်းမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တုံများ3ချိန်ဒီတုံများဆိုတော့မရည်တော့ဘူးပေါ့နော်4ချိန်ဒီရှေ့ရပါမယ်ပြီးရင်9 4လီဒီ30နဲ့6ဖြစ်တယ်ပေါ့နော် 6ရက်ဒီအနောက်မှာတည်တလုံးနဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ချင်းနဲ့6ပေါင်းရှင်းက14 4ကိုတည်နဲ့ထပ်ပေါင်းတော့5ဖြစ်ပါတယ်ဗောနော်။ရတာလေး5ကိုကျွန်တော်တို့ဒီအပေါ်ကအနည်းတိုင်းပဲတိကို5နဲ့ပေါင်းရင်6ဖြစ်ယူထားတာဖြစ်တဲ့အတွက်ဒီ5ကို5ပေါင်းရှင်းဒီ30တိတိုးမယ်ပေါ့နော်၅တုံများတိထိစီဖြစ်ပါတယ်ဒါဒီ20နံပါတ်1ဖြစ်တယ်ပေါ့နော်ပင်ပေါင်း20ကျန်အထိဆက်ပြီးတော့ပေးသွားအောင်မလားဆိုတာလေးပေါ့နော် Okay ဒါကတော့ကျွန်တော်တို့တွင်နီးနံပါတ်1ဖြစ်ပါတယ်20အရာ53များ1ပေါ့နော် Okay ဆက်ပြီးတော့ကျွန်တော်တို့ဒီ20နံပါတ်2ကိုဆက်ကြည့်အောင်20နံပါတ်2မှာလေထိပ်စီ3လုံးပေါ့နော်ခွန်9များထိပ်မှာ39ခွန်ခွန်9ခွန်9လေးလေး9ခွန်9တောင်ညာ၆တုံး၃၉၅၆တုံများ၃၆၄၆၄၈၁၁၁၁၁၁၁ပြီးရင်၅၉၈၁၁၆၆၉တုံများ၅၉၃ ငါခွန်ရှိမှာငါတော်များလေးငါထိတ်စီပေါ့နော်336တော်များလေးတိ669 6တော်များ6ပေါ့နော်469မှာ6တော်များ6ဆိုပြီးတော့6ထိတ်စီပြီးသွားခဲ့တယ်။ Okay 699 6တော်များ6ပေါ့နော်ပင်ပေါင်း20ကြိမ်ထိဆက်ပြီးအောင်မလားပေါ့နော်699 6တော်များ6 9 6 9 3 nini tonya တောင်ညာကိုလေးပေါ့နော်တောင်ညာကိုလေးပြီးတော့3 6 6 okay ဒီ20နံပါတ်နှစ်မှာကျတော့ကျွန်တော်တို့ဒီရှေးဆုံးကနန်းနှလုံးကိုတစ်ချိန်စီပေါင်းมาဖြစ်တယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တင်းနဲ့ကိုနဲ့မှာတစ်ချိန်စီတုံးများနဲ့6နဲ့မှာတစ်ချိန်စီပေါ့နော်ပြီးရင်၄ကိုနှစ်ချိန်ယူမယ်နှစ်မှာတစ်ချိန်ယူမယ်ပြီးရင်၄မှာတစ်ချိန်ထပ်ယူမယ်ရှစ်မှာတစ်ချိန်ထပ်ယူမယ်ပေါ့နော် အာဆိုရင်ကျွန်တော်အရှိနှလုံးပေါင်းမယ်ပေါ့နော်ဒီနဲ့ကိုပေါင်းရှင်း30ဆိုတော့မရည်တော့ဘူးတုံများနဲ့6ပေါင်းရှင်း6 4နှစ်ကြိမ်က8နှစ်က2ကြိမ်ဒီအနောက်က4နဲ့3ပေါင်းရှင်းခွန်ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီအလေကနန်းနှလုံး8နဲ့2နဲ့ပေါင်းရင်30ဖြစ်သွားမယ်ပေါ့နော်6နဲ့ခွန်ပေါင်းရှင်းက73ဖြစ်ပါတယ်၃ကိုကျွန်တော်တို့အတီးအပွားနေနိုင်မယ်ပုံတည်နေနဲ့ပေါင်းတော့၅၁၂တော့၆ 356ဒိစီ3လုံးဖြစ်ပါတယ်တွင်းနီနံပါတ်2ပေါ့နော်တွင်းနီနံပါတ်3မှာ953ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာပုံတူပြန်စုပေးထားတာပေါ့နော်မင်းရှင်များသိအောင်965ရဲ့353များရဲ့ထဲရဲ့အဲ့ဒီထိမ်မှာဆိုရင်9တလုံးပဲပုံတူတယ်9ထိစီပေါ့နော်9ထိစီအဲ့ဒီတစ်ချိန်မှာဆိုရင်9 3 3ဆိုပြီးတော့ကျွန်တော်9ထိစီပြီးသွားခဲ့တယ် ထိုင်စီကနန်တလုံးထဲဘောနောနောက်ထပ်တပြင်မှာကြတော့ကျွန်တော်ခုနှစ်3ရက်3 4ရက်ဆိုတော့ဒီမှာ3တလုံးပဲပုံတူတယ်ဘောနော3ထိုင်စီဖြစ်ပါတယ်။နောက်ထိုင်စီမှာငါ3များ3ပြီးတော့နောက်ထပ်တပြင်မှာ336ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ3ထိုင်စီပုံတူထိုင်စီတလုံးပဲဘောနောနောက်ထပ်တပြင်မှာ3 9 6ရဲ့9 9 3ရဲ့ဆိုတော့ဒီမှာ3များတလုံးပဲပုံတူနေတာဖြစ်ပါတယ်။ တုံများထိစီပေါ့နော်တုံများထိစီမှာဆိုရင်တုံတုံချောက်ပြီးတော့တုံညာလေးတည်းရတယ်ပေါ့နော်ဒါကြောင့်မို့အဲ့ဒီမှာတုံများထိစီပေးခဲ့တယ်ဒါကျွန်တော်တို့ပြန်ပြီးတော့မိတ်ဆွေများတည်အောင်ပုံတူပြန်စုပေးခြင်းဖြစ်ပါတယ်ဒီမှာဆိုရင်အာရှစ်တလုံးပုံတူတာတွေ့ရတယ်ပေါ့နော်ရှစ်တလုံးပုံတူတဲ့တပတ်မှာကျတော့ကျွန်တော်တို့တုံများလေးတည်ပြီးတော့ချစ်ချောက်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ရှစ်ထိစီပေးသွားခဲ့တယ်ပေါ့နော် ပြီးခဲ့တဲ့ဘက်ကျွန်တော်တို့ဒီမှာတိချောက်ခွန်ရဲလေးချောက်ခွန်ရဲမှာချောက်ခွန်ထိပ်စီပုံတူနေတာဖြစ်ပါတယ်အဲ့ဒီချောက်ခွန်ထိပ်စီမှာဆိုရင်အဲချောက်တုံများချောက်ဆိုတဲ့အတွက်ကြောင့်မို့ချောက်ခွန်ထိပ်တဲ့ကချောက်တလုံးထိပ်စီနေရာပြီးသွားခဲ့တယ်โอเคဒီဆက်6ချိန်တော့နော်16ရက်9လပိုင်း19ချိန်အတွဲဒီမှာတော့20နံပါတ်တည်တည်93ရာတယ်ပေါ့နော်93ရာတယ် 20နံပါတ်2ကိုဆက်ကြည့်တော့20နံပါတ်2က356ရနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့တပတ်မှာပဲထိစီပုံတူ6လုံးဖြစ်သွားတယ်ပေါ့နော်ဒီတပတ်မှာတော့ကျွန်တော်တို့ပုံတူထိစီ5တလုံးဒါလင်ထိစီနေရာရှိမယ်ပေါ့နော်ဆက်ပြီးတော့ပေးသွားခင်မယ်ဆိုရင်ပေါ့ခင်ဗျာโอเค5 3 5 3 3 3 3 3965ပဲ33ပါเนาะဒီလိုပုံသူရဲ့ကတော့ငါထိပ်စီပို့ပြီးတော့အတားမှာဖြစ်ပါတယ်အဲ့ဒီငါထိပ်စီနဲ့ကျွန်တော်တင်ပြထားတဲ့အလေပိပောင်းရှင်ပရိကိုတင်ငါနဲ့ပြီးတော့လေးရှင်နဲ့ပြန်ကြီးတော့ဒီချစ်လေးငါ3 6 4 9 3 4 8 8အဲ့ဒီအတွဲလေးရမယ်ပေါ့နော်လေးပိတွဲကိုကျွန်တော်တို့ဒီမှာငါထိပ်စီလေးကလည်းရင်တော့ရပြီဖြစ်တယ်ပေါ့နော် โอเคဒါလေးကကျွန်တော်တို့အစောဆုံးတင်ပေးသွားမှာဖြစ်တယ်ပေါ့နော်မရှင်းမကြိုင်နေတဲ့တည်းဆိုရင်တော့ဆော့ဆော့လေးကစားလို့ရတယ်ပေါ့နော်โอเคဒီမှာဆိုရင်3ချစ်4ခွန်ဒါဒီလေပိတ်ပေါင်းရှင်ပရိနဲ့လေပိတ်ကြီး၄ရှင်နဲ့ညီထားတာဖြစ်တယ်ပေါ့နော်လေပိတ်ပေါင်းရှင်ပရိဒီကိုတင်9ရတယ်လေပိတ်ကြီးက၄ရှင်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာငါထိတ်စီနဲ့ကန်လိုက်ရင်ကစားကွက်လေးထွက်လာပြီဖြစ်တယ်ပေါ့နော်โอเคဒါလေး ထိုးခွဲရပြီဆိုတော့ကျွန်တော်ဒီမှာ၃လုံးပေါင်းရှင်ပရိဒီ20တခုကျွန်တော်တင်ပြဖို့ကြံသွားတယ်ပေါ့နော်ဒီကတဲ့ဘက်မှာလည်းအဲ့ဒီ20တခုမှန်သွားခေတာဖြစ်ပါတယ်2ဒီလည်းပင်ရှေဖြစ်တယ်ပေါ့နော်4 83 break 9 9 8 break 116 8 break 69တော်များ9 break ပင်ပေါင်း30ကျော်သူပေးသွားခဲ့ပြီးပြီပေါ့နော်ဒါကူမှကျွန်တော်ဒီဟာလေးကနေစာပြီးတော့တွေ့ပြပေးထားတာဖြစ်ပါတယ်နံပါတ်16ဆိုပြီးတော့တတ်ထားတယ်ပေါ့နော်တကယ်တမ်းသူအပင်ပေါင်း30ကျော်သွားပြီဖြစ်ပါတယ် 6တုံများ6ဆိုတဲ့အတွက်သုံးလုံးပေါင်းရှင်းနေပရိပေးသွားခဲ့တယ်ဗောနော်3 9 6တုံများဒီနေ့ထက်ကနေပရိပေးသွားခဲ့တာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီလာမဲ့18ကြိမ်အတွက်ဆက်ပြီးတော့ပြုံးမလားဗောနော်သူရဲ့20ပြပေးသွားမယ်ဒါလေးကတော့သူရဲ့20ဖြစ်ပါတယ်ဗောနော်သူရဲ့20ကတော့ကျွန်တော်တို့ဒီလွယ်လွယ်လေးဗောနော်3ခုပဲပေါင်းရုံပဲဖြစ်ပါတယ်ဒီကနောက်ဆုံးကကနန်း3လုံးပဲပေါင်းရုံပဲဖြစ်ပါတယ် အဲ့ဆိုရင်ဒီမှာကျွန်တော်ဒီရှင်းနှလုံးပေါင်းမယ်ပေါ့နော်9နဲ့2ပေါင်းရှင်းဆက်တည်ဖြစ်ပါတယ်ပြီးရင်3များ3ချိန်ဆိုတော့3များပဲ3နဲ့3များနဲ့ပေါင်းတည်ပုံတည်2နဲ့ထပ်ပေါင်းပေးရတယ်ပေါ့နော်34ပြီးရင်ပုံတည်ကျွန်တော်4နဲ့ထပ်ပေါင်းပေးရတာဖြစ်တယ်8 8ကို3ပေါင်းတော့9 9ကို3တောင်းပေါင်းတော့30ဒီ3 4 9များပြည့်ဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်3996ဆိုတဲ့အတွက်ကျွန်တော်တို့အနောက်၃လုံး ပေါင်ရှင်69ပေါင်ရှင်ဒီပလေးပေးသွားတာဖြစ်တယ်ဗောနော်ဒီ3လေး69တော်များမှာ69ဒီ3လေး69တော်များမှာ69ပေါ့နော်โอเคဆက်ပြီးတော့ကျွန်တော်ကြည့်အောင်အဲ့ဒီမှာနင်းနဲ့ခွန်ပေါင်းရှင်9ပေါ့နော်ပြီးရင်73လီတီ20နဲ့လေးဆိုတော့9နဲ့လေးပေါင်းရှင်73 3ကို2ပေါင်းရှင်5 9ကို2တော့6ပုံသေးလေးနဲ့ထပ်ပေါင်းရှင်30 တုံညာတစ်ပေါင်းတော့တစ်တစ်ကိုတစ်ပေါင်းတော့နိ၃၅၆များတင်းနေတုံးလုံးပေါင်းရှင်ပရိရတယ်ဘောနော်၆၃များ၆ဆိုတဲ့အတွက်နိပရိပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ၆၃များ၆တုံးလုံးပေါင်းရှင်နိပရိဘောနော်ဒီတွင်ဒီဒီကျွန်တော်ပြီးခဲ့တဲ့ပတ်မှာလည်းထည့်ပေးသွားတာဖြစ်ပါတယ်ဘောနော်ဒါအတိမဟုတ်ဘူးပြီးခဲ့တဲ့ပတ်မှာလည်းအသွင်ပြထားတဲ့ဒီဖြစ်ပါတယ်โอเคဒီတွင်ဒီနေမိတ်ရှင်များပြန်စစ်ချင်တယ်ဆိုရင်စစ်ကြည့်လို့ရမယ်ဘောနော်၃များနဲ့၄ပေါင်းရှင်၄ 8 3D 20နဲ့4ကို4ပဲရေးပါမယ်4 4ပေါင်းရှင်း8 8ကို2ပေါင်းတော့30တော့ညာကို2တူတော့3ပုံသေး4နဲ့ပေါင်းပြရမယ်ပေါ့နော်3နဲ့4ပေါင်းရှင်းက5ပြီးရင်3တူပေါင်းတော့6 6ကို2တူတော့9 8 3ည3 5 6 9 3လုံးပေါင်းရှင်းပြိဖြစ်မယ်ပေါ့နော်ဒါဒီပြိ6လုံးอยู่ในนี้ဖြစ်တယ်ပေါ့နော် ပရိသုံးလုံးယူတဲ့နေ့လဲကျွန်တော်တင်ပြထားတာရှိတယ်ဗောနော်ခဏနေကြာကျွန်တော်တို့ပရိသုံးလုံးနဲ့ပြန်ပြီးတော့စူးကြည့်မယ်ဗောနော်ပြန်ပုံတော့ပေပရိကပုံပြီးတော့အတာမလဲဗောနော်ကုသုံများတိပရိကအာနေနေတာတွေ့ရတယ်အဲ့မှာ80 3 6ခုမှာ6ခုသုံများ5ပရိဒီအပေါ်မှာလဲ8သုံများ3 6ခုမှာသုံများ9ခု5ပရိဗောနော်โอเค အဲ့ဒီပရိ6လုံးနဲ့ကျွန်တော်ဒီမှာပရိ4လုံးပေါ့နော်၄80ပရိမှာ၄၄6 4ပရိဒီလိုလေးပရိ3လုံးယူတယ်နိပြီးခဲ့တဲ့ပတ်လေးပြီးသွားခဲ့တယ်နိ6 10ပရိဖြစ်တယ်ပေါ့နော်နိ6 10ပရိဆိုတော့ဒီမှာအာ7ရဲ့6ရဲ့ပို့ပြီးတော့အာတာမြန်မာပေါ့နော်တုံများပရိကတော့အရန်ဖြစ်ပါတယ်တုံများပရိပေါ့နော်တုံများတင်းနေ ော် sorry 90တိအားနေနေတာတွေ့ရတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီမှာ3ညာတိကုန်ပေးမယ်ရမယ်ဗောနော် okay ဒါဆိုရင်ကျွန်တော်ဒီဟာလေးနဲ့ပြန်စုကြည့်တော့ငါတချစ်ပေါင်းရှင်း၄ပြိဗောနော်၄ပြိမပါဘူးဒီ93ချပရိတ်ဒီ16ပရိတ်ပေါ့နော်16ပရိတ်ဆိုတဲ့အတွက်ဒီမှာ16ပရိတ်ပါတဲ့အတွက်93ချတကွက်ရမယ် ငါးတလေးပေါင်းရှင်းဒီတုံညာပရိပေါ့နော်တုံညာပရိကအရန်နေနဲ့သုံးပြမယ်ပြီးရင်ငါးလေးငါးလေးငါးဒီငါးပရိငါးလေးခွန်ဒီကျွန်တော်ဒီမှာ6ပရိဖြစ်မယ်ပေါ့နော်ငါးခွန်ရှိကလေးကျွန်တော်တုံညာပရိဖြစ်ပါတယ်